မင်္ဂလာပါသားတို့သမီးတို့ရေဒီချေတို့ဒီနေ့ grade 10 unit 12နောက်ဆုံး unit ရဲ့ writing လေးကိုအတူတူလေ့လာကြရအောင်နော်ဒီ writing လေးမှာဆိုလို့ရှိရင်เนาะအကြောင်းအရာလေးက argumentative essay အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီ argumentative essay ကိုဘယ်လိုရေးသားရမလဲဆိုတာကိုလေ့လာသင်ယူရမှာဖြစ်ပြီးတော့ အစေးတစ်ပုဒ်ကိုအတူရေးသားကြရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီချေတို့အရင်ဆုံး aggregated essay ဆိုတာဘာလဲဆိုတာကိုလေ့လာကြည့်ရအောင်နော်။အဲ့တော့ aggregated essay ကတော့ essay အမျိုးအစားတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အကြောင်းအရာတစ်ခုအပေါ်မှာအမည်နှစ်ခု ညင်းဆိုတဲ့အမြင်ရှိမယ် positive view ရှိမယ် negative view ရှိမယ်အဲ့ဒီ view နှစ်ခုကနေပြီးတော့ရေးသားရတာပဲဖြစ်ပါတယ်အဲ့တော့ရေးတဲ့အခါမှာဆိုလို့ရှိရင်လည်း side fact side နှစ်ခုစလုံးပေါ့နော်အမြင်နှစ်ခုစလုံးကိုညီညီမမျှဖြစ်အောင်တိဆက်ပြသပြီးတော့ရေးသားပြရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့စာရေးသူရဲ့သူ့ရဲ့အဲအယူအဆအရာသူကဘယ်ပုံမှာအားတာလဲအဲ့ဒီအားတာအချက်ပုံမှာရေးသားပြီးတော့ညီလုံးချုပ်ပြရတာပဲဖြစ်ပါတယ် ဒါဆိုရင်ဒီချက်တို့ agreementative essay တစ်ပုဒ်ရေးမယ်ဆိုရင်သူ့ရဲ့ format လေးကိုကြည့်လိုက်ရအောင်အဲ့တော့ format ကလည်းထုံးစံတိုင်းပါပဲ intro ပါပါမယ် body ပါပါမယ် conclusion ပါမယ်အဲ့တော့ဒီမှာကျတော့ဘာပါလဲဆိုရင် counter argument လို့ခေါ်တဲ့အဲညှင်းဆိုတဲ့အချက်ကိုပြန်လဲခြေပါတဲ့အချက်တွေပြန်ပါတာဖြစ်ပါတယ်အဲ့တော့ဒီချက်တို့ကြည့်အောင်နံပါတ်1တစ်ချက်အနေနဲ့ intro ပေါ့ကိုရေးမဲ့စာကြောင်းနဲ့ပတ်သက်ပြီးတော့စာပိုင်းနဲ့ပတ်သက်ပြီးတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ background information နောက်ခံသတင်းအချက်လက်ကနေယူပြီးတော့ စာရေးစာဖတ်တဲ့သူတွေကိုဘယ်လိုများဆွဲဆောင်ခေါ်ယူမလဲဆိုတဲ့ရှုထောင့်ကနေပြီးတော့စပြီးတော့မိတ်ဆက်ပေးရမှာဖြစ်ပါတယ် အာဒီမှာဆိုရင်တော့ very ပိုင်းမှာဆိုလို့ရှိရင်တော့ဒုတိယစာပိုက်သို့မဟုတ်နှစ်ပိုက်ရေးလို့ရပါတယ်ဒုတိယစာပိုက်တတိယစာပိုက်မှာဆိုလို့ရှိရင်တော့ကိုအတိကညှင်းဆိုလို့တဲ့အကြောင်းအရာ agreement မလုပ်လို့တဲ့အကြောင်းအရာကိုဖော်ပြပေးရမှာဖြစ်ပါတယ်နောက်တစ်ပိုင်းမှာဆိုရင်တော့ counter agreement လို့ခေါ်တဲ့အဲ့ဒီပထမဖော်ပြထားတဲ့ဒုတိယ body မှာဖော်ပြထားတဲ့ agreement ကိုပြန်လည်ခြေပတဲ့အကြောင်းအရာကိုရေးသားပေးရမှာဖြစ်ပါတယ်ပြီးတော့နောက်ဆုံးပိုင်းမှာဆိုရင်တော့ conclude လုပ်ပါမယ် အဲ့ agreementative essay တို့ရေးတဲ့အခါမှာဆိုရင်တဲ့ဒီစာကြောင်းလေးတွေရဲ့အစမှာဒီ sentence လေးတွေသုံးပြီးတော့ရေးစားလေးရှိပါတယ်အဲ့တော့ဒီမှာဆိုရင်ဘယ်လို sentence လေးတွေလဲဆိုရင် it is often said that it is and does deniable that this a well known fact that ဆိုပြီးတော့ဒါတွေကိုပြောကြတယ်ဒါတော့အရေးကြီးတဲ့အချက်လက်တွေကဒီလိုပါဆိုပြီးတော့နောက်ကနေပြီးတော့ဆက်ရေးရမှာဖြစ်ပါတယ်ကိုပြောခြင်းတဲ့အကြောင်းအရာကိုဆက်ရေးပြရမှာဖြစ်ပါတယ်ဒီလိုပဲနောက် ဒီကြောင်အနေနဲ့ဘာတွေကိုထည့်ရေးလို့ရလဲဆိုလို့ရှိရင် one agreement in support of ဆိုပြီးတော့နောက်က noun နဲ့ဆက်ပြီးတော့လိုက်တာမျိုး the second reason for ဒုတိယအကြောင်းအရာကိုဖော်ပြရမယ်ဆိုရင်ဒုတိယအကြောင်းပြချက်ကတော့ဒီလိုပါဆိုပြီးတော့ရေးသားချက်မျိုး an important aspect of the problem is ဒီပြဿနာရဲ့အရေးကြီးဆုံးရှုထောင့်ကဘလို့အကြောင်းတရားကဘလို့ဆိုပြီးတော့အဖော်ပြပြီးတော့ရေးသားတာမျိုးလေးနဲ့ရေးသားပြရမှာဖြစ်ပါတယ် ။ဒါအပြင် on the other hand တခြားတစ်ဖက်အရ we can observe that ငါတို့ရှာဖွေတွေ့ရှိရတာစူးစမ်းမှုတွေအချက်လက်တွေဘာတွေပါဆိုပြီးတော့ထည့်ယူလို့ရပါတယ်။ The other side of the coin is အဲ့တော့ဒီပြဿနာရဲ့နောက်တစ်ဖက်တစ်ချက်နော်အဲဒီချေလို့ရှုမြင်တဲ့အခါမှာဆိုရင် coin လေးခုလိုပဲခေါင်းနဲ့ပန်းရှိမယ်ပေါ့ခေါင်းရဲ့ဆိုလိုတဲ့အချက်ကတစ်မျိုးပန်းရဲ့ဆိုလိုရဲ့အချက်ကတစ်မျိုးဆိုပြီးတော့ရေးသားတာမျိုးလည်းဖြစ်နိုင်ပါတယ်ပြီးတော့မှ however that နဲ့ဆက်ပြီးတော့ရေးသားတဲ့ရေးသားမျိုးလည်းဖြစ်ပါတယ် ဒါအပြင် another way of looking at this question is to ဒီမေခွန်းနဲ့ပတ်သက်ပြီးတော့ဒီပြဿနာနဲ့ပတ်သက်ပြီးတော့တခြားနည်းလမ်းအနေနဲ့ဖော်ပြလို့ရတာဆိုပြီးတော့လည်းရေးသားလို့ရပါတယ် The truth of the matter is simply that ဆိုပြီးတော့အာဒီကိစ္စရဲ့အမှန်တရားကတော့ရုပ်ရှင်ပါတယ်ဆိုပြီးတော့ကိုယ့်ရဲ့အမြင်ကိုဖော်ပြတာမျိုးလည်းရေးသားလို့ရပါတယ်။ဒါအပြင် နှစ်ခုကို balance နေတဲ့အခါမှာ balance ချပြီးတော့အညီမျှအညီမျှတယ်ဆိုရင် equally ဖြစ်တဲ့အကြောင်းအရာကိုဖော်ပြတဲ့အခါမှာဆိုလို့ရှိရင်တော့ on balance we can safely say that ဆိုပြီးတော့စာကြောင်းလေးတွေနဲ့စပြီးတော့မိတ်ဆက်ရေးသားလို့ရပါတယ် one reflection it seems more accurate to say that ဆိုပြီးတော့အဲ့တော့ reflection လုပ်ပြီးတဲ့အခါမှာပြဿနာတွေကိုတုံးသက်ပြီးတဲ့အခါမှာတုံးသက်ချက်များအရာအဲတိတိကျကျပြောလို့ရတဲ့အချက်တွေကတော့ဒါပါဆိုပြီးတော့လေဒီစာကြောင်းလေးတွေအစားနဲ့ရေးသားလို့ရပါတယ် conclusion အပိုင်းမှာဆိုရင်တော့ what conclusion can be drawn from all this တော့ဖော်ပြထားတဲ့အကြောင်းအရာတွေကနေ conclude ကိုဘယ်လိုဆွဲခေါ်သွားမလဲဆိုတဲ့အခါမှာ သုံးလုံးနေကျင်ပြီးတော့ရေးသားတဲ့အခါမှာဆိုရင်တော့ the conclusion that we can come to is ဆိုပြီးတော့ conclude ဒီကုန်းချုပ်တဲ့အခါမှာဆိုရင်ဒီစာကြောင်းလေးတွေနဲ့စပြီးတော့ရေးသားလို့ရပါတယ်။ဒါအပြင် to send up ဒါတော့ teacher တို့အများအပြားရေးသားလိမ့်ရှိပါတယ်။ဒီကုန်းချုပ်ရရင် we believe that ကိုယ့်ရဲ့အမြင်ပေါ်မှာဒီအမြင်ပေါ်မှာကိုကဘာလို့ယုံကြည်လဲဆိုတဲ့အခါမှာဖော်ပြတဲ့အခါမှာဆိုရင်တော့ we believe that ဒါမှမဟုတ်ရင် we have to accept that ဆိုပြီးတော့ဒီ phrase လေးတွေသုံးပြီးတော့ရေးသားလို့ရတာပဲဖြစ်ပါတယ်။ ။ဒါဆိုရင်ဒီချက်တို့ unit trial မှာပါတဲ့ခေါင်းစဉ်လေးဖြစ်တဲ့ the difference between our life and real lives တဲ့အစေးခေါင်းစဉ်လေးကိုရေးသားကြည့်ရအောင်။ဒီမှာဆိုလို့ရှိရင်တော့သူကပြောပြထားတာကတော့ဒီ essay လေးကိုရေးတဲ့အခါမှာတဲ့အောက်မှာဖော်ပြထားတဲ့ language လေးတွေကိုသုံးပြီးတော့ရေးသားပေးပါလို့သူကညွှန်ဆိုထားတာပဲဖြစ်ပါတယ်။ဗာလေးတွေကိုရေးသားပေးရမှာလဲဆိုရင် it is a well known fact ဒီဟာဒီအချက်လက်ကတော့လူတီများပါတယ်ဆိုတဲ့အချက်လက်နဲ့ရေးသားပေးရမှာဖြစ်ပါတယ်။ it is often said that တရားကတော့မကြခဏပြောဆိုကြတယ် on the other hand တခြားတစ်ဖက်မှာတော့ on the country ညှဆိုအရာညှဆိုခြင်းအရာနော်ခြေပါခြင်းအရာဆိုပြီးတော့ပြောသားရေးဆိုတာမျိုး ਨੇ the true matter is simply that ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရိုးရိုးရှင်းရှင်းအမှန်တရားကိုဖော်ပြရမယ်ဆိုရင်ဆိုတဲ့အကြောင်းအရာလေးတွေ conclusion မှာတော့ the conclusion that we can to is that the conclusion ဒီကုန်းထုတ်တဲ့အပိုင်းမှာဆိုရင်ဒီအစအကြောင်း phrase အစလေးတွေနဲ့ရေးသားပေးပါလို့သူကပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့သားတို့သမီးတို့အနေနဲ့လည်းပထမမှာဖော်ပြထားတဲ့အကြောင်းအရာလေးတွေကိုလည်းထည့်သွင်းပြီးတော့ရေးသားလို့လည်းရပါတယ်။ဒါဆိုရင်ဒီချက်တို့ရေးသားထားတဲ့နမူနာ essay လေးတစ်ပုဒ်ကိုလေ့လာကြည့်ရအောင်။အဲ့တော့ the differences between urban life and rural life differences ဆိုတာမတူညီချက်အချက်တွေပါတဲ့ between ဆိုတာဂျာက urban life and rural life ဆိုတော့မြို့နေမှာမြို့ကြီးတွေမှာနေထိုင်နေတဲ့ဘဝတွေနဲ့ကျေးလက်ဒေသတွေမှာနေထိုင်နေတဲ့လူတွေရဲ့ဘဝရဲ့မတူညီတဲ့အချက်များဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်။ဒါဆိုရင်ဒီချက်ကတော့ဘလို့စရေးထားလဲဆိုရင် it is a well known fact that ဒါကတော့သူ့ပေးထားတဲ့စာကြောင်းတွေအတိုင်းပဲเนาะဒီအချက်လက်ကတော့လူတည်များပါတယ်။ဘာအချက်လက်လဲ urban life and rural life are quite quite different မြို့ကြီးတွေမှာ နေထိုင်တဲ့လူနေမှုဘဝနဲ့တောလေးတောရွာလေးတွေမှာနေထိုင်တဲ့လူနေမှုဘဝတွေဟာ are quite different မတူညီကြပါဘူး။ကွာခြားတယ်ဆိုတာကတော့လူတည်များတဲ့အချက်ပဲဖြစ်ပါတယ်။ People often say that လူတွေကမကြခဏပြောကြပါတယ်။ These two ways of living are ဒီလိုနေထိုင်တဲ့လူနေမှုပုံစံနှစ်ခုဟာဆိုလို့ရှိရင် are like two separate worlds ကဘာကြီးရဲ့မတူညီတဲ့ခွဲခြားနေတဲ့ကဘာနှစ်ခုလို့သူတို့ကပြောဆိုကြပါတယ်။ဆိုလိုတဲ့သဘောကအဲတောင်းမာနေတဲ့သူတွေကလည်းမြို့မာနေတဲ့သူတွေကိုအာသူတို့ရဲ့ကဘာကြီးနဲ့မတူဘူးလို့သူတို့ကထင်ကြပါတယ်။ဒီလိုပဲအဲမြို့မာနေတဲ့သူတွေကလည်းတောင်းမာနေတဲ့ agent နဲ့ပေါ့အားကြတယ်။အာသူတို့ကဘာကြီးနဲ့မတူဘူး။ဒီကဘာကြီးကမတူညီတဲ့ကဘာကြီးလားလို့သူတို့ကထင်ရှားတာဖြစ်ပါတယ်။ဒါဒီလိုမျိုးပြောဆိုချက်တွေကိုမကြာခဏကြားရတာပဲဖြစ်ပါတယ်။ on the one hand တစ်ချက်မှာတော့တစ်ဖက်မှာတော့ urban life in first pages and modern အဲ့တော့မျိုးနေလူနေမှုဘဝဆိုလို့ရှိရင်ခင်ပြီးတယ်ဒါပေမဲ့မြင်းမြန်ဆန်ဆန်တော်တော်လတ်လတ်လှူရှားနေရတဲ့ဘဝတွေဖြစ်ပါတယ်အဲ့တော့မြို့မှာနေတဲ့လူတွေကိုကြည့်လိုက်လို့ရှိရင်အဲအများတဲ့သွာလာလှူရှားနေရတာဆိုတဲ့သဘောကိုပြောချင်တာဖြစ်ပါတယ် city have tall buildings busy streets and lots of excitement အဲ့မြို့ကြီးတွေမှာဆိုလို့ရှိရင်เนาะမြင်မာတဲ့အစာအုပ်တွေရှိပါတယ် ရှုပ်ထွေးပွေလီတဲ့လမ်းကြီးလည်းရှိပါတယ်။ဒါအပြင်လှုပ်ရှားမှုတွေပြေဝနေစိတ်လှုပ်ရှားမှုအပြေဝတွေအများကြီးရှိပါတယ်။ People in cities have many opportunities and easy access to good schools and hospitals. အဲ့တော့မြို့ဝနေတဲ့လူတွေမှာဆိုလို့ရှိရင်တော့ have many opportunities အခွင့်အလမ်းတွေအများအပြားရှိပါတယ်။ဒါအပြင် easy access to good school ဒီမှာတော့ဒီချက် good school ပဲပြောထားတာဖြစ်ပါတယ်။အမှန်တကယ်တော့ကောင်းမွန်တဲ့ပညာရေးစနစ်တွေရှိပါတယ်။ education sense တွေရှိတယ် and health service လို့ခေါ်တဲ့ hospitals တွေဆေးရုံနေကောင်းမွန်တဲ့ဆေးရုံတွေအများကြီးရရှိနိုင်တယ်။လောလောကူကူရရှိနိုင်တာဖြစ်ပါတယ်။ On the other hand တခြားတစ်ဖက်မှာတော့ real life is more peaceful and connected to nature တခြားတစ်ဖက်မှာဆိုရင်တော့တဲ့ real life is more peaceful ဒီလက်နေဒေသကတော့ပို့ပြီးတော့အာ peaceful ဖြစ်ပါတယ်။တာယာတာယာချမ်းမြေပါတယ်။ပြီးတော့ and connected to nature သဘာဝနဲ့လည်းပို့ပြီးတော့ချိတ်ဆက်တယ်လို့ခန်းစားမိပါတယ်။သဘာဝကြီးနဲ့ချိတ်ဆက်ပြီးတော့နေထိုင်တာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲကြည့်ကြည့်အောင် village have often space greenery and a slower peace of living အဲ့တော့ရွာတွေမှာဆိုလို့ရှိရင် open space လို့ခေါ်တဲ့မြင်ကွင်းအကျယ်တွေရှိပါတယ်နောက်ကစိမ့်ဆုံနေတဲ့နေရာတွေရှိပါတယ်ဒါအပြင် and a slow pace of living အဲ့တော့ရွာမှာနေတဲ့လူတွေကကြည့်လိုက်လို့ရှိရင်မြို့မှာနေတဲ့လူတွေလောက်အာမြင်းမြန်ဆန်ဆန်လုပ်စရာမလိုဘူးသူတို့အေးဆေးဆေးလေးနဲ့သူတို့ဘဝကိုရှင်သန်နေထိုင်လို့ရပါတယ် People in rural areas know each other well and have a strong sense of community. အဲ့တော့ တော်မှနေတဲ့လူတွေကဆိုရင် known each other way တုံးနဲ့တူလဲကောင်းကောင်းမွန်မွန်အာတရှိနိုင်ပါတယ်ကောင်းကောင်းမွန်မွန်တုံးနဲ့တူခင်မီရင်းနေတယ်ပေါ့လူနဲ့ဆိုလဲဖြစ်တယ်တန်းနဲ့တယောက်ကလည်းညမှန်တက်မိနေတာဖြစ်တဲ့အတွက်တန်းနဲ့တယောက်သိကြပါတယ် and ဒါကြောင့်မလို့ဒါအပြင် have a strong sense of community လူအဖွဲ့အစည်းမှာနေထိုင်တဲ့အခါမှာဆိုလို့ရှိရင်ကောင်းမွန်တဲ့ထိတ်ဆက်မှုတွေရှိပါတယ်အာယုံတို့အထက်ဆိုင်ဒီမှာကြောင့်ကောင်းမွန်တဲ့အခြေအဆက်တွေကောင်းမွန်တဲ့နေထိုင်မှုတွေရှိပါတယ်တန်းနဲ့တယောက်အာ သိရှိပြီးတော့အကောင်းမွန်တဲ့ community တခုကိုရှိနေတာပဲဖြစ်ပါတယ်အဲ့တော့ပထမကတော့တောမှာနေတဲ့ဘဝပေါ့နော် rural area မှာနေတဲ့သူတွေရဲ့အကြောင်းတရားကိုချေလို့ရေးထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီဘက်စာကြောင်းမှာတခုကတော့အဲမြို့ပြမှာနေထိုင်တဲ့ ူတွေရဲ့ challenges တွေကဘာတွေလဲဆိုတာကိုတချို့တို့အားဆက်ပြီးတော့ညင်းဆိုရေးသားပေးမှာဖြစ်ပါတယ် however ဒါအပြင်ね our life has its challenges နော်မျိုးကြီးမှနေထိုင်တဲ့လူတွေမှာတော့သူရဲ့စိန်ခေါ်မှုတွေရှိပါတယ် it can be stressful and crowded with the pollution or and traffic ဒါအပြင်ね it can be stressful မျိုးမမျိုးကြီးမှနေထိုင်တဲ့သူတွေဟာစိတ်ဖိစီးမှုတွေခံစားနေရတာဖြစ်ပါတယ် and crowded လူနေမှုတွေကလည်းထူထပ်တဲ့ with uh, pollution and traffic ဘာတွေကလည်းထူထပ်နေလဲဆိုလို့ရှိရင် ညဉ့်ညမ်းမှုတွေညဉ့်ညမ်းမှုတွေမှာဆိုရင် air pollution လို့ခေါ်တယ်လေထုညဉ့်ညမ်းမှုတွေလည်းထူတက်နေတယ်ဒါဒါအပြင် noise pollution လို့ခေါ်တယ်เนาะအတန်နဲ့ပတ်သက်တဲ့ညဉ့်ညမ်းမှုတွေကလည်းအဲထူတက်နေတာပဲဖြစ်ပါတယ်ဒါအပြင် and traffic လို့ခေါ်တယ်ရင်းစောပိတ်ဆို့ရဲ့ပြဿနာတွေကိုဟိုတွေကိုလည်းရင်ဆိုင်နေရတာဖြစ်ပါတယ်ဒါကြောင့်မလို့မြို့ကြီးမှာနေထိုင်နေတဲ့သူတွေဟာဆိုလို့ရှိရင်စိတ်ဖိစီးမှုတွေကိုခံစားရတာပဲဖြစ်ပါတယ် ဒါအပြင် the cost of living can also be high in cities cost of living နေထိုင်တဲ့ဈေးတွေကုန်ကျစရိတ်တွေအားလည်း can also be high in city မြို့ကြီးမှာနေထိုင်တာဖြစ်တဲ့အတွက်ကုန်ကျစရိတ်တွေလည်းမြင်ပါပါတယ်အော်ဒီလိုအခက်အခဲတွေရှိနေပေမဲ့လည်း on the contrary လို့ခေါ်တဲ့ခြေပချက်အရာပြန်ပြောရမယ်ဆိုလို့ရှိရင်ဘာတွေရှိနေလဲဆိုလို့ရှိရင် real life may lack some modern convenience တော့တောမှနေတဲ့သူတွေเนาะကျိလက်တော်ရောက်မှနေတဲ့သူတွေဟာဆိုလို့ရှိရင်เนาะ Melaxan Modern Companies ခင်မီတဲ့တက်တောင်တက်တာရှိတဲ့အရာတွေဟာချွတ်တက်နေတော့ပဲဖြစ်ပါတယ် and ဒါအပြင် job opportunities အလောက်ကိုင်းခွင့်လန်းတွေကကြတော့ကျိလက်ဒေသမှနေတဲ့သူတွေကတော့ချွတ်တက်နေတာပဲဖြစ်ပါတယ် The truth of the matter is simply that both ways of life have pros and cons တော့ဒီကိစ္စမှာဆိုလို့ရှိရင်ဒီအကြောင်းတရားမှာရိုးရိုးရှင်းရှင်းနဲ့မှတ်တဲ့အကြောင်းတရားကတော့နေထိုင်တဲ့နီးလနှစ်ခုစလုံးမှာ have ဆိုတာရှိပါတယ် pros and cons အာသာချက်တွေလည်းရှိတယ်အားနည်းချက်တွေလည်းရှိပါတယ် our living offers excitement and possibilities that can be overwhelming while rural living provides peace and a sense of belonging that may have a limitation အဲ့တော့သူ့ရဲ့အားသာချက်နဲ့အားနည်းချက်တွေကဘာလဲကြည့်ရအောင်။ဟုတ်ပါတယ်။မြို့ကြီးမှာနေထိုင်တဲ့သူတွေကတော့စိတ်လှုပ်ရှားမှုတွေနဲ့အဲအခွင့်အလမ်းတွေအများကြီးပေးနေပေမဲ့လည်း possibilities တွေအများကြီးရှိနေပေမဲ့လည်းဘာတွေရှိနေသလဲဆိုလို့ရှိရင် ကြော်လွှားရမယ့်အရာတွေလည်းရှိပါသေးတယ်။ဒါအပြင်ခြေလက်တွေသားမှနေတဲ့သူတွေအတွက်ကတော့ငြိမ်းချမ်းမှုတွေ ပျော်ရွှင်မှုတွေပေးနေပေမဲ့လည်းအဲ့ဒီငြိမ်းချမ်းမှုပျော်ရွှင်မှုတွေအပြင်အဲ့ဒီငြိမ်းချမ်းမှုပျော်ရွှင်မှုတွေမှာလည်းအကန့်အသတ်ချက်တွေရှိပါတယ်ဆိုလိုတဲ့ဘောငြိမ်းငြိမ်းငြိမ်းရတော့နေရတယ်အခွင့်လန်းနေရတော့နေနေပဲအဲ့တော့အခွင့်လန်းနေတယ်မြို့ပြမှာဆိုရင်တော့အခွင့်လန်းနေရတော့များနေပဲပျော်ရွှင်ပွဲရတယ်ကောင်းနေတယ်ဒါပေမဲ့ဒီဘောမှာတက်ရောက်မှုကြီးအများကြီးရှိနေတယ်လို့ပြောချင်တာပဲဖြစ်ပါတယ် in conclusion ဒီကုန်းထုတ်နေတဲ့ပြောရမယ်ဆိုရင်တော့ the choice between urban and rural life depends on a personal preference and a priorities အဲ့တော့ရွေးချယ်မှုတွေပေါ့ မျိုးရိုင်းမျိုးကြီးမှနေထိုင်တဲ့ရွေးချယ်မှုပဲဖြစ်ဖြစ်ကျေးလက်တွေဆိုရမှနေထိုင်တဲ့ရွေးချယ်မှုတွေနှစ်ခုစလုံးအားဆိုလို့ရှိရင်နော် personal preference and priority မိမိကိုရွေးချယ်မှုနဲ့နှစ်သက်မှုနဲ့အစားပေးမှုတွေပေါ်မှာမူတည်ပြီးတော့ကြွေးပြားချနာနေတာပဲဖြစ်ပါတယ်အဲ့တော့ကိုကကို့မှာ priorities အနေနဲ့ပညာရေးရှာစရာမလိုဘူးစီးပွားရေးလည်းပြည့်စုံနေပြီဆိုရင်တော့တောင်းမှနေထိုင်ပြီးတော့လည်းရပါတယ်ရွေးချယ်ပြီးတော့နေထိုင်လို့ရတယ်အဲကျေးလက်ဒေသတွေမှာညီညီညံ့နေထိုင်လို့လည်းရတယ်ဒါပေမဲ့ကိုကပညာရေးအခွင့်အလမ်းတွေရရှိဖို့လိုအပ်နေတယ်အဲ့လို က်ကင်ခွင်လန်းနေရရှိဖို့လိုအပ်နေတယ်ဆိုရင်တော့မြို့ကြီးပြကြီးတွေမှာနေထိုင်ဖို့ရွေးချယ်မှာပဲဖြစ်ပါတယ်ဒါကိုပြောစင်တာဖြစ်ပါတယ်ဒါပေမဲ့လည်း a good balance between these two lifestyle is essential for a diverse and inclusive society that caters to everyone's need အဲ့တော့ a good balance between these two lifetimes တွေကဒီ data အနေထိုင်တဲ့ပုံစံနှစ်မျိုးပေါ့နော်လူနေမှုဘဝနှစ်ခုရဲ့ကြားမှာဆိုရင်ကောင်းမွန်တဲ့ဗဲညင်မြမှုတွေရှိရမှာဖြစ်ပါတယ်အဲ့တော့မရှိမဖြစ်အနေနဲ့ကောင်းမွန်တဲ့ဗဲညင်မြမှုကဘာလဲဆိုရင် for a diverse and inclusive society လူတိုင်းအကျုံးဝင်ပေါင်းနေတဲ့ပတ်ဝန်းကျင်မျိုးဖြစ်ရပါမယ် lesson ကသက်ဆောင်သွားနိုင်တဲ့အဖွဲ့အစည်းမျိုးလူအဖွဲ့အစည်းမျိုးဖြစ်ရပါမယ်အဲ့တော့ဘာတွေကို lesson ကသက်ဆောင်သွားမှာလဲဘလို့အရာတွေကလူတိုင်းအကျုံးဝင်ရှိတဲ့လူအဖွဲ့အစည်းမျိုးဖြစ်ရမှာလဲဆိုရင် that caters to everyone needs လူတဦးချင်းစီရဲ့လိုအပ်ချက်တွေကိုဖြည့်ဆင်းပေးနိုင်တဲ့လူအဖွဲ့အစည်းမျိုးကိုတည်ဆောင်ပေးရမှာလက်ဆင့်ခံပေးရမှာပဲဖြစ်ပါတယ်။ဒါကတော့ဒီချက်ရေးထားတဲ့နမူနာအစည်းပုံစံလေးပဲဖြစ်ပါတယ်။ဒါတို့သမီးတို့အနေနဲ့လည်း agreement တစ်အစည်းဒီကောင်းစဉ်လေးကိုပဲစိုက်တဲ့ရှုထောင့်ဟာနေပြီးတော့ရေးသားပေးဖို့ဒီချက်ကမြစ်တာရက်ခံပါတယ်။ဒါဆိုရင်ဒီချက်နဲ့နောက်ထပ်သတင်းစာလေးမှပြန်လည်တွေ့ဆုံကြမယ်နော်။